ပြည်သူအချစ်တော်စင်မာကြီးမမို့ရဲ့82နှစ်ပြည့်မွေးနေ့ပွဲတော်ကြီးကို၃ရက်တိုင်းတိုင်းရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာကျင်းပလျက်ရှိပါတယ်။ပွဲတော်ကိုအောက်တိုဘာလ24ရက်ကနေ26ရက်ထိကျင်းပတာဖြစ်ကနောက်ပြန်အောက်တိုဘာလ26ရက်မှာတော့မမို့ကိုယ်တိုင်မွေးနေ့ကိခွဲမှာဖြစ်ပါတယ်။ ရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်းထားစို့ဟိုမစက်ချောင်းရနေဟိုကျွန်တော်ကဟိုမနေ့ချောင်းတိုင်းဆိုရင်သူ့အတွက်တွန်းကပ်ပေးတာပေါ့နော်သူကြီးပြင်ပြီးတော့ဟုတ်ဟုတ်ကဲ့ဆရာဟုတ်အဲအဲ့ဒါလေးလုပ်တယ်တရားနာတာလေးတွေလုပ်တယ်အဲသူ့ကိုပြီးပါညာဖြန်းပေးတာပေါ့ဗျာ အဲအဲ့လိုမျိုးလေးလုပ်တယ်နက်စင်နာကြီးမှကျွန်တော်တို့ကခန်းသားအနေနဲ့ကတော့စပြီးတော့ဟိုဒီဥယျာဉ်ဥစဉ်ကိုကြီးလေးပိုင်းတိုင်းကအခုမှစကားပြောမှာပေါ့ဟုတ်ဟုတ်ကဲ့အဲအခုမှစကားပြောပြီးတော့မှကျွန်တော်အဲ့ပြောနေတဲ့အချိန်မှာတင်ပါကြီးမုံမုံနဲ့ကျန်တဲ့စင်တွေကိုကျွန်တော်ဟိုအတန်းစီထားမှာပေါ့နော်အဲ့ဒီပြီးတော့တော်လေးကိုပြထားမှာပေါ့ဟုတ်ကဲ့ဆရာပြထားပြီးတော့မှဟိုမိန်းကောင်းအခုမှစကားပြောတာလေးပြီးပြီးဆိုတာနဲ့ဟို စင်ပိုင်းမူမူအရင်ဆုံးကိတ်ခွဲစားပြခိုင်းမှာပေါ့သူ့အရင်ဆုံးတကောင်တည်းအရင်စားပြခိုင်းမှာပြီးမှတန်တဲ့စင်ကြီးဝင်စားမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ။အဲဒီပြီးရင်တော့သူ့ရဲ့မူလရှိတောင်းလေးကျွန်တော်ကရုပ်ပေးမယ်။အဲဒီအချိန်မှာပြီးနောက်ကနေသူ့ရဲ့ဟိုလေးရှင်းလေးပါလေးပြင်ပေးပါဘောနော်။မူလကိုရှင်းလေးပါနောက်ကနေပြင်ပေးကြမှာ။ ပြည်သူတို့ရဲ့အချစ်တော်စင်မာကြီးမိုးမိုးနဲ့ပတ်သက်လို့စင်မာကြီးမိုးမိုးကိုအသက်၂၈နှစ်ကနေ82နှစ်အထိ55နှစ်သာပတ်လုံးဆောက်ရှောက်ခဲ့တဲ့တရိတ်ဆန်ဆေးကုဆရာဝန်ကြီးဒေါက်တာမြင့်သိန်းကစင်မာကြီးမိုးမိုးတို့မဟုတ်ပြည်သူတို့အဲနှလုံးသားမှာရွှေသေးချေဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဂုဏ်ပြုရေးသားထားပါဗျ။ ။အဲ့ဒီထဲမှာတော့ထူးခြားချက်အနေနဲ့ဆင်မာကြီးမူမူရန်ကုန်တိရစ္ဆာန်ဝင်းတို့ရောက်ရှိလာခါစအချိန်ကဖလန်းဖလန်းရွှေရွှင်လန်းလန်းနဲ့ချစ်စပွဲဆင်ချောမလေးတကောင်ဖြစ်ုံသာမကဆင်မာလေးကလက်ကလေးတစ်ဖက်မြောက်ခါမြောက်ခါခေါင်းကလေးကလည်းခါ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 နဲ့အဲ့ပြည့်တဲ့အပေါင်းအားမမောမပန်းမနာမနေမနွမ်းမလျောက်ကပြအတုံးတော်ခံတဲ့အကြောင်းတွေကိုလည်းရေးသားထားပါတယ်။ ်အခုချိန်မှာတော့စင်မာလေးမူမူအဖြစ်မှသည် အသက်82နှစ်အရွယ်စင်မာကြီးမူမူဖြစ်သူရောက်ရှိလာပြီလည်းဖြစ်ပါတယ်စင်တို့ရဲ့တက်တန်းကိုလည်းကောင်းစွာကြုံလွန်လာခဲ့ပြီဖြစ်တော်လဲစင်မာကြီးမူမူဟာဆိုရင်တော့ဒီနေ့ထက်တိုင်ကျမ်းမာနေဆဲဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်တရွေကြီးလာတဲ့စင်မာကြီးမုံမူကို တိတ်ဆန်ဥယင်တစ်ခုမှသည်တဘာဝတော်တွင်တို့ပြန်မလှုပ်ဘူးလားဆိုတဲ့မေးခွန်းတွေပေါ်မှာလဲအခုလို ရှင်းလင်းထားပါသေးတယ် တကြီးရွယ်ဦးစင်မတကောင်ကိုတဘာဝတော်သွင်းသူပြန်လဲစေလွတ်ခြင်းသို့မဟုတ်ထားရှိခြင်းဟာမူမူရဲ့ကျမ်းမာရေးကိုအဓိကထားစိန်ခေါ်မှုတွေဖြစ်လာနိုင်ပါတယ်အထူးသဖြင့်သွားတွေပုံးပဲ့ပျက်စီးလာကြတဲ့အတွက်တော်တွင်အစာကျန်းတွေကိုကောင်းစွာဝါနိုင်တော့မှာမဟုတ်လို့စားငတ်ပြီးတည်ဆုံသွားနိုင်ပါတယ်ဒီပြင်အစာအတွက်စာရှာဖွေခြင်းတွေဆောင်ရွက်ရမှာဖြစ်လို့ ရိုးစစ်တွေနာကျင်မှုခံစားရစေနိုင်ပါတယ်။မူမူဟာနှစ်ပေါင်း65နှစ်တိုင်တိုင်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်သာနေထိုင်ခဲ့တာဖြစ်လို့တဘာဝတော်တွင်အစာရှာဖွေခြင်း၊ရေရင်းမြစ်နေရာရှာဖွေခြင်း၊အစိပ်ပင်ရှိသော အပင်များအားရှောင်ရှားခြင်းအစရှိတဲ့အခြေခံစွမ်းရည်များကျွမ်းကျင်တော်မူမဟုတ်ပါချေ။ဒီပြင်တဘာဝတော်တွင် သားရဲတိရစ္ဆာန်တွေကိုလည်းရှောင်ရှားရန်သို့မဟုတ်ကာကွယ်ရန်တော်တွင်ဗီဇအသည့် များအတွေ့အကြုံများလုံးဝရှိနိုင်တော့မှာမဟုတ်ကြောင်းကိုလည်းရေးသားဖော်ပြထားပါတယ်တပံအထူးတတိပြုရမယ့်အချက်မှာစင်မာကြီးမူမူရဲ့စိတ်ဖိစီးမှုနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်းပြင်းထန်စွာခံစားရရှိလာနိုင်တဲ့အတွက်အဲစင်မာကြီးမူမူဟာဆိုရင်ယနေ့တိုင်ရန်ကုန်တိတ်ဆန်ဥယျာဉ်မှာကျမ်းမာရေးဆောင်းလျှောက်ပေးသူများနဲ့ယနေ့တိုင်ရန်ကုန်တိတ်ဆန်ဥယျာဉ်မှာကျမ်းမာပျော်ရွှင်စွာရှိနေတာပဲဖြစ်ပါတော့တယ်။